ရည်ဖြူမျိုးနဲ့အုံပင်ကွင်းကြီးရွာအုပ်စုပရရွာမှာတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဇွန်လ18ရက်နေ့မှာဒေသခံရွာသား၄ဦးကိုစစ်ကောင်စီတပ်ကဖမ်းဆီးတယ်လို့ဒေသခံတွေကသိရပါဗယ်။အဖမ်းခံရသူတွေဟာပရရွာရှောင်းကုန်းရက်ကွက်ကဇနီးမောင်နှံ၂ဦးနဲ့ခွေမဖိုးရွာကတာအဖ၂ဦးတို့ဖြစ်ကြပါဗယ်။ဖမ်းဆီးခံရသူ၄ဦးထဲကခွေမဖိုးရွာကတာအဖ၂ဦးဇွန်လ18ရက်နေ့ညမှာပြန်လွတ်လာတယ်လို့သူတို့နဲ့နှင်းဆက်သူတွေကသိရပါဗယ်။ ပရရွာကဇနီးမောင်နှံနှစ်ဦးကိုတော့စစ်ကောင်စီတပ်ကဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။ပရရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုရေဖြူမြို့နယ်အခြေစိုက်ပြည်သူ့ကောက်ွယ်ရေးအင်အားစုတွေကဇွန်လ15ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာကနေတိုက်ပွဲဖြစ်ခဲ့တာပါ။အဲဒီနောက်စစ်ကောင်စီဘက်ကဇွန်လ16ရက်နေ့အထိလက်နက်ကြီးတွေဆက်ပစ်နေဆဲဖြစ်တယ်လို့တော်လှန်ရေးအင်အားစုတွေစီကသိရပါဗျ။ ရွာနဲ့ကလျက်မှာရှိတဲ့ဇာတိကျေးရွာအုပ်စုဖက်ကိုလည်းစစ်ကောင်စီတပ်သားတွေစစ်ကြောင်းထိုးလာမှဆွေရင်တဲ့အတွက်ကျေးရွာအတွင်ပြန်လည်ဝင်ရောက်နေထိုင်နေကြတဲ့ရွာသားတချို့လည်းထပ်ပြီးနေရဲဆုံးခွာရှောင်တိန်နေရတယ်လို့စစ်ပေးရှောင်နေရတဲ့ဇာတိဒေသခံတွေစီကသိရပါဗျ။